တောင်ကုန်မာနေတဲ့ကျမကိုစင်ကုန်မာနေတဲ့ကျမရဲ့တငယ်ချင်းကလေဟဲ့တဲ့ငါလိုင်းပေါ်မှာရတဲ့ဒီငါထမင်းစိမ့်စားတဲ့ဟာလေးတွေ့ရနေလို့တောင်ကုန်ရတယ်ငါ့ကိုသွားစားပြပေးတဲ့စိတ်ဝင်စားလို့ရဘလို့အရသာရှိလဲကောင်းလားတဲ့စဉ်းစားကြည့်အောင် ကျမကသူစားခိုင်းနိုင်သွားစားစီရလားရရဆဆအတိတ်ပဲမရှိတာကျမကစားမယ်လို့များထင်နေလားမသိဘူး စရပါစရပါကျမတကယ်ကျကျမအဲ့လိုမပြောရဲပါဘူးသူတို့ကကျမရငယ်နိုင်နေဆိုတော့ကျမသူတို့စကားနားထောင်ရပါတယ်အဲ့တော့ငါထမင်းစိတ်ဆိုင်ကိုရောက်သွားတယ်ဖြစ်ချင်တော့အဲ့ဒီမှာငါထမင်းစိတ်ဆိုင်ကမီးတွေပြတ်တယ်ကွဲအဲ့တော့မှောင်မဲနေတဲ့ခါကျတော့ကျမကလေအဲ့လိုမျိုးမဲတဲသွားတယ်ဗောနော်ကျမဗီဒီယိုလေးကအဲ့ဒါလေးကိုတိခတ်မိကြည့်ပြီးပါနော် နေရာဒေသအလိုက်ငါထမင်းစိတ်ပုံစံကကွဲတယ်ထင်တယ်။မြမများတို့အဖြစ်စားဘူးတဲ့ငါထမင်းစိတ်ကစီစီလေးလုံးလုံးလေးပေါ့နော်။အဲ့လိုလေးစားဘူးတဲ့ရှမ်းပြည်ဘက်မှာပေါ့နော်။ဒါပေမဲ့ဒီမှာကျတော့ငါထမင်းကိုဒီလိုပဲပြောရရင်တော့ထမင်းတုပ်ပေါ့ပြောရရင်တော့ငါထမင်းတုပ် ပုံစံမျိုးလေးပေါ့နော်။ ဆိုတော့သူလဲသူ့ပုံစံနဲ့သူစားတက်ရင်စားလို့ကောင်းပါတယ်ဟိုအရန်ကြီး5 star hotel လိုမျိုးရို3 star hotel လိုမျိုးအမြင့်ဆုံးအစားအစာတွေစားဘူးတဲ့သူတွေဆိုရင်တော့အဆင်ပြေဘူးပေါ့နော်ညီမကတော့သူ့နေရာသူ့ဒေသနဲ့သူ့အရာသာဆိုတာသူကသူတင်းတင်းမြတ်သားဆိုတာရှိတဲ့ဟာပဲအဲထဲကကောင်းတဲ့ဟာလေးညွန့်ပေးတာပေါ့နော်ဆိုတဲ့အခါကျတော့အဲစားစမ်းစားကြည့်ကြတယ်ဆိုရင်တော့စားကြည့်ပါအဲမကြိုက်ဘူးအဆင်မပြေဘူးဆိုလဲမစားပါနဲ့လို့အဲမြေတားရခံထားပါတယ် ဆိုတော့မှာစားဖြစ်တာလေးကစိတ်သားလေးမှာအမဲကျော်အမဲကျော်လေးမှာဖြစ်တယ်မဲကျော်လေးရဲ့ပြီးတော့လက်ဖက်တုပ်တကယ်တော့ရှောက်တီတုပ်နဲ့စားကြတာရှောက်တီတုပ်မရတော့လက်ဖက်တုပ်လေးနဲ့ပေါ့နော်ပြီးတော့ဗာလဲဟင်းဘာဘလို့ခေါ်လဲဗာလဲပါစပ်ဖြားနေမိနေပြီအော်ဗာလဲကြာဇဟင်းကကြာဇဟင်းကလေးမှာခဲ့တယ်ဆိုတော့အဲ့ဒါလေးနဲ့ စားတယ်ပေါ့နော်အဲအီလာလေးရှင်ကြာရင်ဟင်းကားလေးတောက်တယ်လက်ဖက်တုပ်ကလေးအဆင်ပြေတယ်ညီမရဲ့အရသာနေတော့ပေါ့ညီမလိုချင်တဲ့အရသာလေးတော့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးဆိုရင်အမဲကျော်လေးလည်းဣနေရမယ်အဲ့ဒါလေးလည်းရမ်းစားလို့ကောင်းတယ်တကယ်ချင်းရေငါနင့်ကိုစားပြလိုက်ပြီနော်ဒီမှာငါနဲ့စကားနားထောင်တယ်เนาะခဏနေကြလို့ရှိရင်ကျမအောင် live မှာလာဝုံနေအောင်မကြောက်ရတယ်သူတို့ကကျမရဲ့ငေးနိုင်ကျမရဲ့အချစ်ဆုံးနေဆိုတော့လေ ကဲအရန်စားကောင်းခဲ့ပါတယ်ကျမအတွက်ပြောတာပါအဆင်မပြေရဲ့လူတော့တော့မစားနဲ့အဆင်ပြေရဲ့လူစားပါနော်